မင်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ10ရက်နေ့ရွှေရံကုန်ရဲ့အသီးမဲ့ဖော်ရသတင်းကဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ Washington DC မှာ Trump အားဆန္ဒထုတ်ဖော်ဆိုတဲ့သတင်းပဲဖြစ်ပါရစေ။နိုဝင်ဘာလ10ရက်နေ့က American နိုင်ငံ Washington DC မှာပြည်သူတွေက Trump ထွက်သွားဆိုတဲ့ကြွေးကြော်သံနဲ့အတူဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ Reuters သတင်းဌာနဖော်ပြချက်အရသိရပါရစေ။ဆန္ဒထုတ်ဖော်သူတွေက National Mall ကနေစတင်ချီတက်ခါလွှတ်တော်အထိချီတက်ခဲ့ကြပြီး Trump ထွက်သွားလို့ရိုက်နှိပ်ထားတဲ့စာသံတွေကန်ဆောင်ကကြွေးကြော်သံတွေနဲ့အတူဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါရစေ။ ဝီလျံစကော့အပါအဝင်ဆန္ဒထုတ်ဖော်ရမှာပါဝင်သူတွေကတန်းတူအခွင့်အရေးနဲ့အလောက်ကင်အခွင့်အလမ်းတွေကိုတိုးမြှင့်ပေးရေးကိုတောင်းဆိုခဲ့ပြီးငြိမ်းချမ်းသာဆန္ဒထုတ်ဖော်ခွင့်တွေကိုလိုအပ်တယ်လို့လည်းပြောကြားကြောင်းသိရပါတယ်။အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကိုဖက်ဆစ်ဝါဒီစန့်ကျင်ရေးအဖွဲ့တွေကဥဆောင်ပြီးဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကိုကာကွယ်ဖို့ရည်ရထားကပါဝင်သူအချို့ကထရန့်ကိုအာဏာကမဖယ်မရှားမရှင်းဆန္ဒပြမှုတွေဆက်လက်လှုံ့ဆော်သွားမယ်လို့ကြော်ညာခဲ့ကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဂါဇာမှာနိုင်ငံတကာတပ်ဖွဲ့ထားရှိရေးဟားမက်ဖွဲ့ကလက်မခံဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာနိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့တွေထားရှိရေးကိုလက်ခံမှာမဟုတ်ကြောင်းဟားမက်အကြီးအကဲအရာရှိတူကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပေါ်ပြောဆိုလိုက်ကြောင်းသိရပါတယ်။အဆိုပါအစီအစဉ်မှာအမေရိကန်အဆိုပြုတဲ့ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ပြီးဟားမက်နိုင်ငံရဲ့အဖွဲ့မှတာဝန်ရှိသူအိုစမာဟန်ဒကအစ္စတန်ဘူမှာတူရကီတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ရင်းငယ်သို့ထုတ်ဖော်ပြောကြားခြင်းဖြစ်ပါတယ်။ American စီစီမှာ Harmet Lennon အားဖြုတ်သိမ်းရန်နဲ့ ဂါဇာနိုင်ငံသို့နိုင်ငံတကာတပ်ဖွဲ့များဆေးလွှဲရန်တောင်းဆိုထားပါတယ်။အစ္စရေးရဲ့သိမ်းပိုက်မှုဆက်လက်ရှိနေသည်၍ဟားမတ်အနေနဲ့လက်နက်များဆွန့်လွတ်မှာမဟုတ်ကြောင်းဟမ်တန်ကပြောကြားခဲ့ပြီးခုခံတွန်းလှန်ခြင်းဟာနိုင်ငံတကာဥပဒေအရအာမခံထားတဲ့အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။အပြစ်ခံရဆေးရေးကိုထိန်းသိမ်းရန်အစ္စရေးနယ်စပ်တခြားမှာနိုင်ငံတကာတပ်ဖွဲ့များဆေးလွှဲခြင်းကိုဟားမတ်ကသဘောတူမယ်လို့ဟမ်တန်ကပြောကြားခဲ့ပါတယ်။သို့တော့ဂါဇာကိုအုပ်ချုပ်ခြင်းနဲ့သက်ဆိုင်မဲ့မိသည့်လှုပ်ဆောင်မှုမျိုးမစိုးလက်ခံနိုင်ပွဲမရှိကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့15နှစ်အောက်ကလေးများ လူမှုမီဒီယာသုံးဆွဲမှုဒိမ့်မဲ့ပိတ်ပင်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အသက်59နှစ်အောက်ကလေးများဟာလူမှုမီဒီယာသုံးဆွဲမှုကိုပိတ်ပင်မှာဖြစ်ကြောင်းဒိမ့်မဲ့အစိုးရကနိုဝင်ဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ကလေးများဟာလူမှုမီဒီယာသုံးဆွဲမှုကိုကန့်သတ်ရန်ဒိမ့်မဲ့ဝန်ကြီးချုပ်မတ်တီဖရက်ဒက်ဆင်ကပြီးခဲ့တဲ့လအတွင်းမှာလွှတ်တော်မှတိုက်တွန်းခဲ့ပြီးအသက်59နှစ်အောက်ကလေးများအားလူမှုမီဒီယာသုံးဆွဲခွင့်ကိုပိတ်ပင်ရန်ဒိမ့်မဲ့အစိုးရကစီစဉ်ထားခြင်းဖြစ်ပါတယ်။လူမှုမီဒီယာသုံးဆွဲမှုလွန်ကဲခြင်းကြောင့်ကလေးများရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ်စိုးကျိုးများတက်ရောက်လာနိုင်မယ့်အရေးကို ဒိမတ်အစိုးရကဆုံရင်လျက်ရှိပါတယ်။လူမှုမီဒီယာများဟာဒိမတ်ကလေးများရဲ့အချိန်ကလေးဘဝနဲ့တမ်းမရေးတို့ကိုခိုးယူနေသည့်ဖြစ်ရာမိမိတို့အနေဖြင့်ရင်းအခြေအနေကိုတားဆီးရန်လိုအပ်ကြောင်းဒိမတ်အစိုးရဒီဂျစ်တယ်နည်းပညာဝန်ကြီးဌာနဝန်ကြီးကာရိုလင်းအော့ဖ်ဆန်ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။အသက်15နှစ်အောက်ကလေးများလူမှုမီဒီယာသုံးဆမှုပိတ်ပင်ရေးအစီအစဉ်ကိုဒိမတ်လွှတ်တော်အတွင်းမှာရှိတဲ့နိုင်ငံရေးပါတီအများစုကလည်းတောက်ခံမှုပေးထားကြောင်းဒီဂျစ်တယ်နည်းပညာဝန်ကြီး အောက်ဆန်အစိုးရသိရပါပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဖိလစ်ပိုင်မှာမုန်တိုင်းထံမှဝင်ရောက်ခြင်းကြောင့်လူတသိန်းကျော်ကြိုတင်ပြောင်းရွှေ့ရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံမှာကာမေဂီမုန်တိုင်းဝင်ရောက်ပြီးရပိုင်းအတွင်းမှာပဲနောက်ထပ်အင်အားဖြင့်တိုက်ဖွန်းမုန်တိုင်းဖန်ဝန်ထပ်မံဝင်ရောက်လာတာကြောင့်လူတသိန်းကျော်ကြိုတင်ပြောင်းရွှေ့ပေးနေတယ်လို့နိုဝင်ဘာလ9ရက်နေ့မှာ Asia One News မှာဖော်ပြထားပါတယ် ပြီးခဲ့တဲ့သတင်းတစ်ပတ်မပြည့်ခင်ကလည်းမုံတိုင်းကြောင့်လူ100ကျော်သေဆုံးခဲ့ပြီးပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေချိန်မှာပဲနောက်ထပ်မုံတိုင်းတစ်လုံးကထပ်မံတိုက်ခိုက်လာတာဖြစ်ပါတယ်။မုံတိုင်းရဲ့လက်ရှိလေးတိုင်နှုန်းဟာတနအီကို135မိုင်နှုန်းဖြစ်ပြီးမုံတိုင်းအစောဆုံးဝင်နိုင်ချိန်ကတော့ဒေသစံတော်ချိန်တနင်္ဂနွေနေ့ညပိုင်းဖြစ်ကဖိလစ်ပိုင်နိုင်ငံရဲ့အကြီးဆုံးလူစုံကျွန်းပေါ်ကနေကုန်းနှမ်းကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။ဖိလစ်ပိုင်မိုးလေဝသဌာနကမုံတိုင်းဟာမိုးသက်ထန်စွာရွာသွန်းတာနဲ့အသက်အန္တရာယ်ချိန်ချောက်နိုင်တဲ့မုံတိုင်းဒီအလိုင်းနေရက်ခတ်နိုင်တယ်လို့လည်းသတိပေးထားပါတယ်။ ကျောင်းတွေကိုတော့လာမယ့်နိုဝင်ဘာလ10ရက်မှာပိတ်ထားတာဒါမှမဟုတ် online ကနေသင်ကြားတာမျိုးလုပ်ဖို့အစီအစဉ်ထားတယ်လို့လည်းသိရပါဗျ။နောက်ဆုံးတစ်ဆက်ပေးမယ့်သတင်းကတော့ဘရာဇီးနိုင်ငံမှာအင်အားပြင်းလေဆင်နှမောင်းတိုက်ခိုက်၍လူ6ဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘရာဇီးနိုင်ငံတောင်ပိုင်းပါရာနာပြည်နယ်မှာပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကအင်အားပြင်းလေဆင်နှမောင်းတိုက်ခိုက်ခဲ့တာကြောင့်လူ6ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိတယ်လို့ရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်။ အဲ့ဒီလေဆင်နှမောင်းတိုက်ခတ်မှုကြောင့်ဘရာဇီးနိုင်ငံတောင်ပိုင်းပါရာနာပြည်နယ်မှာလူ6ဦးသေဆုံးပြီး950ခန့်ဒဏ်ရာရရှိခဲ့တယ်လို့သက်ဆိုင်ရာအရာရှိတွေကပြောပါတယ်။အဲ့ဒီလေဆင်နှမောင်းကြောင့်လူဦးရေ14000ခန့်နေထိုင်တဲ့ရီယိုဘိုနီတိုမြို့ကကားတွေလဲကျတာနဲ့အဆောက်အအုံများစွာပျက်စီးတယ်လို့မြို့ကန်တွေကပြောပါတယ်လေဆင်နှမောင်းတိုက်ခိုက်မှုဟာမင်းနစ်ပိုင်းလောက်သာကြာမြင့်ပေမဲ့တနအိုင်ကို155မိုင်အထိတိုက်ခတ်ခဲ့ပြီးမိုးသီးကြွေကြတာနဲ့ပြင်းထန်တဲ့လေပြင်းတိုက်ခတ်မှုတွေလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ